မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှများအစီအစဉ်ကနေဒီကနေ့မှထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နှံ့နေတဲ့သတင်းတူသတင်းမှများကိုသတင်းမှပြန်ကြားပေးမှာဖြစ်ပါလိမ့်ရှင်။ပထမဆုံးတစ်ပုဒ်အနေနဲ့နှက်တလင်းမျိုးနယ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူ့အုပ်ကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်လောင်းတွေကိုလမ်းဘေးမှာစွန့်ပစ်ခဲ့ကြောင်းသတင်းတူသတင်းမှတွေရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ ပဲခူးတိုင်းဒေသကြီးနတ်တလင်းမြို့နယ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူနှုတ်ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်လောင်းတွေကိုလမ်းဘေးမှာစွန့်ပစ်ခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းမာတွေရေးသားဖြန့်ဝေလဲရှိတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကာကွယ်ဆောင်ရှောက်ဖို့အတွက်လုံခြုံရေးလုပ်ငန်းတွေကို ဥပဒေနဲ့ညီဆောင်ရွက်လျက်ရှိပြီးအပြစ်မဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းမရှိကြောင်းအကြမ်းဖက်သမားတွေကသာသူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းရက်ကွက်ကြေးရွာများကိုမိရှို့ဖျက်ဆီးခြင်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လဲရှိကြောင်းအထက်ပါတရင်ဟာအကြမ်းဖက်အားပေးပြီးဖြန့်မီဒီယာတွေကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူလူထုကအခြေအမြင်လွဲမှားစေဖို့အခြေအမြင်မရှိတဲ့တရင်တုတရင်မာတွေကိုလှုပ်ကြံရေးတာဝါရဖြန့်ဝေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ က်လက်ပြီးစင်ဖြူကျုံမျိုးနေဘူးကန်ကြီးရွာရှိနေအိမ်80ကျော်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးနေကြောင်းသတင်းတူသတင်းမာရီမဟုတ်မမှန်ရေးသားဖြန့်ဝေလဲရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေတိုင်းဒေသကြီးစလင်းမျိုးနယ်စင်ဖြူကျုံမျိုးနေဘူးကန်ကြီးရွာရှိနေအိမ်80ကျော်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးနေကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းမာရီမဟုတ်မမှန်ရေးသားဖြန့်ဝေလဲရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးနေမြေကလုံချုံရီတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရလုံချုံရီတပ်ဖွဲ့ဝင်တွေအနေနဲ့ဆက်လင်းမျိုးနဲ့အတွင်းအကြမ်းဖက်သမားတွေစိတ်ဝင်မှုမရှိစေရနဲ့အဖျက်အမှောက်လုပ်ငန်းတွေမလုံဆောင်နိုင်စေဖို့အတွက်လိုအပ်တဲ့နေမြေလုံချုံရီလုပ်ငန်းတွေကိုထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းများနဲ့အညီပုံမှန်ဆောင်ရွက်လျက်ရှိပြီးကြေးရွာတွေကိုမီးရှို့ဖျက်ဆီးမှုမရှိကြောင်း အကြမ်းဖက်သမားတွေကသာကြေးရွာများအတွင်တရားဝင်ခိုးအောင်နေထိုင်လျက်ရှိပြီးသူတို့ကိုထောက်ခံအားပေးမှုမရှိတဲ့ရက်ွက်ကြေးရွာတွေကိုခေါင်းစဉ်အမျိုးမျိုးတက်ပြီးမီးရှို့ဖျက်ဆီးခြင်းများလှုံ့ဆော်လျက်ရှိကြောင်းအထက်ပါတရင်ဟာတရားဝင်ပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွဲဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်ပြည်သူများအထင်မြင်လဲမှားစေဖို့ရည်ရွယ်ပြီးမဟုတ်မမှန်တဲ့တွေကိုလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေနေကြတာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးရန်ကုန်မြို့မှာဘေးရွေးဆိုင်ကယ်တွေကိုဖမ်းဆီးပြီးတရင်ပေးဖို့နဲ့စစ်မှုထမ်းစုဆောင်ပေးရန်ဖိအားပေးလျက်ရှိကြောင်းတရင်တူတရင်မာရီမဟုတ်မမှန်ရေးသားပြန့်ဝေးလျက်ရှိတဲ့တရင်ကိုတင်ပြပါမယ်ရှင်။ရန်ကုန်မြို့မှာဘေးတွဲဆိုင်ကယ်တွေကိုဖမ်းဆီးပြီးတရင်ပေးဖို့နဲ့စစ်မှုထမ်းစုဆောင်ပေးရန်ဖိအားပေးလျက်ရှိကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းမာတွေနဲ့လှုပ်ကြံရေးသားဝါဒဖြန့်ဝေလဲရှိပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးအုတ်ချုပ်ရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရမှန်ကန်မှုမရှိကြောင်း အကျန်းဖက်သမားတွေရဲ့အကျန်းဖက်လို့ရတွေကိုတားဆီးကာဝယ်နိုင်ရေးနဲ့ပြည်သူများစိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများမှပုံမှန်စစ်ဆေးခြင်းများလှုံ့ဆော်လျက်ရှိမှုအပေါ်အထင်မြင်လွဲမှားစေဖို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းမာတွေလှုပ်ကြံရေးတာဝါရဖြန့်ဝေနေကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ီးပါပြည်သူများရှင်နိုင်ငံတော်ဆူရနဲ့တက်မတော်ပါဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေဂျင်စီနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုပေါ့တရားဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမာများကိုရည်ရွယ်ချက်ရှိရှိလုံခြုံရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှတ်များကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်